没给我。 ဟိုတနေ့က podcast မှာလည်းငါတို့တေချာလေးရှင်းပြသွားတာเนาะဒီရှင်းပြတော်တော်လေးရှင်းပြတာလေအဲ့ podcast မကြည့်ရသေးတဲ့လူဆိုရင်တော့အဲ့ကိုအရင်တက်ကြည့်လိုက်ဒီ video ပဲကြည့်နေတဲ့လူဆိုရင်လည်းနည်းနည်း idea တွေရပါအောင်အချင်းချင်းတော့ပြန်ပြောပြပေးမယ်ဘယ်လိုလဲဆိုတော့ Turkey မှာမြန်မာနိုင်ငံနေပြီးတော့ဗောနော်အဓိကကျောင်းလာတတ်တာကျောင်းသားနှမျိုးပဲရှိရယ် Bachelor လာတတ်တာနဲ့ Master လာတတ်တာအဲ့တော့ Bachelor လာတတ်တဲ့ကျောင်းသားကတော့သူကဒီ full time တော့အလုပ်လုပ်လို့မရအောင်ကျောင်းဖွင့်ချိန်ဆိုရင်တော့ဒါအနည်းအချင်းကျောင်းပည့်ရဆိုရင်တော့တမျိုးဗောနော်ကျောင်းဖွင့်ချိန်ဆိုရင်တော့သူက part time ပဲလုပ်လို့ရ part time လုပ်လို့ရတာဖြစ်တဲ့အတွက်ဒါကတော့သူအလုပ်လုပ်တဲ့နေရာနဲ့ညှိဗောနော်သူပဲချိန်လုပ်လို့မ ွယ်ပါတယ်ညာတယ်ဆိုပြီးတော့ရန်တော့မာစာចောင်းသားလို့ငွေမကောင်းဘူးလုတ်လို့ရတယ်ဒါပေမဲ့ဒီ full time ရောက် part time ရောနှစ်မျိုးလုံးပေါ့နော်တူကီမှာចောင်းသားလုတ်လို့တာ officially တော့မဟုတ်ဘူးဟိုမှာတခြားနိုင်ငံတွေလို့ចောင်းသားရပါရဏိုင်လုတ်လို့ရတယ်ဆိုတာမျိုးမရှိဘူးဒါလို့ရှင်တဲ့ဘလို့တမားနဲ့ညှိညက်ပြီးလုတ်ကြတာပဲအဓိကသူတို့နှစ်မျိုးလုံးကဘာတွေလုတ်ကြလဲဆိုတော့စားသောက်ဆိုင်တွေမှာလုတ်ကြတယ်အဝေးခောက်တဲ့အလုပ်တွေလုတ်ကြတယ်ရေပိုက်ဆိုင်ုံတွေမှာလုတ်ကြတယ်အဲ့လိုမျိုးပေါ့နော်မာစာចောင်းသားကြတော့အထူးသဖြင့် full time လုတ်လို့ရတယ် full time လုတ်လို့ရတဲ့ပုံမှာသူကတော့နည်းနည်းလေးဝင်ဝင်ပူကောင်းတယ်ဖူတိုင်းလုတ်ပြီးတော့မှညနေပတ်ကြောင်းတက်တာတို့ပါလို့လုတ်လို့ရတဲ့ပုံမှာချင်းချင်းလေးလေးပြောရရင် ်တောင်းလာဘကာဘာမဖြစ်ရင်အောင်သူ့အတူ AC အနေထိုင်စားသောက်လို့ရတဲ့အထိဝင်ဝင်ရှာလို့ရတယ်အဲ့လိုမျိုး